ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မိုးရင်းဆိုရင်ရေမြုပ်လေးရှိတဲ့ရွာလေးတစ်ရွာမှာ အာဂျေ၊ VJ နဲ့ Vikram တို့ကတရက်ထဲမှာပဲလက်ထက်ခဲလိုက်ပါရယ်။ Rakhi က Mamta နဲ့ Niha ဆိုတဲ့သူတို့သမီး၃ယောက်ကသူတို့ရဲ့ရခမအင်ကိုအစ်စ်အနေနဲ့ရောက်လာခဲ့ကြတယ်။ သူတို့ရဲ့မင်္ဂလာပွဲနေ့မှာပဲမိုးကပြင်းပြင်းထန်ထန်ရွာသွန်းခဲ့ပါတယ်။သူတို့ရဲ့ရောက်ခမတွေကတော့တမိ၃ယောက်ကိုချွေးမ၃ယောက်ကိုလှိုက်လဲစွာနဲ့ကြိုးဆူခဲ့ကြတယ်။ချွေးမတို့ရေမင်းတို့၃ယောက်စလုံးကဒီယိုလာတာအမေတို့အရန်ဝမ်းတာတာပဲကွယ်လို့ရောက်ခမကပြောလိုက်တယ်။ ဒါပေမဲ့လာရတဲ့လမ်းခီးမှာအဆင်မပြေဖြစ်သွားတဲ့အတွက်တောင်းပန်ပါတယ်။ဒီရဲ့ပိုင်းမှာမိုးတွေကလည်းနည်းနည်းရွာနေတဲ့အတွက်ကြောင့်သွားရလာရင်အခက်အခဲရှိရလေ။အဲသမီးတို့အားလုံးအနားယူပြီးပြီဆိုလို့ရှိရင်တော့ပထမဦးဆုံးရခမအိမ်မှာရောက်တဲ့ပွဲတော်အတွက်စတင်ပြီးတော့ချက်ပြုတ်လိုက်ရအောင်။ဟုတ်ကဲ့ပါအမေလို့သူတို့သုံးယောက်လုံးကပြန်ပြောလိုက်တယ်။ပြီးတော့သူတို့တွေကသူတို့ရဲ့အခန်းတွေစီကိုဝင်သွားခဲ့ကြပါတယ်။သူတို့ဝက်စားတွေကိုလည်းလည်ပြီးပြန်ထွက်လာတဲ့အချိန်မှာတော့အိမ်မှာရှိတဲ့လူတွေအကုန်လုံးကသူတို့ကိုကြည့်ပြီးအံ့အားတင်သွားခဲ့တယ်။ ခုနကတော့တို့သုံးယောက်စလုံးကမင်္ဂလာဆောင်ဝတ်စုံတွေကိုဝယ်ဆင်ထားခဲ့ကြတာအခုချိန်မှဆိုရင်တော့တို့ရဲ့တွင်ပြင်တွေကလုံဝကို ပြောင်းလဲသွားခဲ့ပါပြီရက်ဒီကာကလက်ပြက်အင်ဂျီကိုဝယ်ဆင်ထားပြီးမမ်တာကတော့အနောက်တိုင်းစတိုင်ဝယ်စုံကိုဝယ်ဆင်ထားခဲ့ပါတယ်အငယ်ဆုံးချွေးမလေးဖြစ်တဲ့နီဟာကတော့အိန္ဒိယလူမျိုးတွေရဲ့ရိုးရာဝယ်စုံကိုဝယ်ဆင်ထားခဲ့ပါတယ် ဒါဘာတွေလဲလို့ယောက်ကတိကမေးလိုက်တဲ့အချိန်မှာခုနတော့ငါပဲငါရဲ့လိမ္မာတဲ့ချွေးမသုံးယောက်ကဘယ်ရောက်သွားပြီလဲအခုတော့လုံးဝကိုကွဲပြားခြားနားသွားတယ်နော်ယောက်ကတိရဲ့လို့ရတိကာကပြောလိုက်တယ်။ကျမကခေပညာတက်ထမြက်တဲ့မိမသားတယောက်ပါပြီးလို့ရှင်ခလဲဆန်သေးတယ်အဲ့ဒါကြောင့်မလို့ကျမဥစ္စာတွေကကျမရဲ့အဆင့်တန်းကိုဖော်ပြနေတာလေလို့ဂုံယူစွာနဲ့ပြောလိုက်တယ်မမ်တာကဒီလိုထပ်ပြောလိုက်သေးတယ်ကျမကတော့ရဟီကာဘာဘီထပ်ပို့ပြီးတော့ခင်မိရယ်နော်အမားနှစ်ယောက်ကဒီလိုမျိုး confident ရှိရှိနဲ့ပြောနေတဲ့အချိန်မှာတနာစရာကောင်းတဲ့နီဟာလေးကတော့အဲ့ဒီနေရာမှာပဲတိတ်ဆိတ်စွာရက်တန်နေခဲ့ပြီးသူသူ့ပုံစံကရှက်ရွံ့နေကအာနာနေဟန်လဲပေါ်ပါတယ်။သူမကစကားတခွမှမပြောခဲ့ပါဘူး။နီဟာလိုရခမဖြစ်သူကစင်နာစွာနဲ့ခေါ်လိုက်တယ်။သူတို့ညပြောတဲ့အတိုင်းပဲသူတို့အကြောင်းတွေကိုပြောသွားခဲ့တာလေ။တမီးချောင်းအခုအမေတို့ကိုပြောပြစမ်းပါအောင်။ဘာပြောနိုင်အောင်မလဲအမေရဲ့လို့နီဟာကတွန်းညင်းစွာနဲ့ပြန်ဖြေတယ်။ကျမကရွှေငယ်လေးကနေလာခဲ့တဲ့သူပါ။ ကျွန်မက၁၇တန်းထိပညာသင်ကြားခဲ့ရပါတယ်ဒါပေမဲ့ငငယ်လေးကလေးကတောရွာမှာနေထိုင်ခဲ့ရတဲ့သူဆိုတော့ဒီခေတ်ပညာတက်ဒီ Moral City တွေအကြောင်းကိုကျမလုံးဝနားမလည်ခဲ့ပါဘူး။ကျမက Fashion ကျောင်းတွေလည်းကောင်းကောင်းနားမလည်ပါဘူးလို့နီဟာကပြောလိုက်တယ်။ဟုတ်ပါပြီသမီးရဲ့ Fashion ကျောင်းနားမလည်တာကသင်ငယ်စရာကိစ္စမဟုတ်ပါဘူး။ဒါပေမဲ့သမီးကသူတို့၃ယောက်ထဲမှာအကောင်းဆုံးရည်သွေးတွေပိုင်ဆိုင်ထားတယ်လို့အမေထင်တယ်။ အခုဆိုရင်တော့ပထမဦးဆုံးရခမအီမှာချက်ပြုတ်ရမယ်ပွဲတော်ပဲမင်းတို့၃ယောက်စလုံးသွားပြီးတော့အစားအစာတွေကိုပြင်ဆင်ခဲ့ကြပါတိုင်းမဲ့အီမှာမိဖို့ချောင်ကတလုံးပဲရှိရလေလို့သူတို့တဲကတယောက်ကပြောတော့အဲမိဖို့ချောင်ကတော့၃လုံးထားဖို့စီစဉ်ထားပါတယ်အလုံးစုပေါင်းပြီးတော့အခုချိန်မှာတော့ချက်လိုက်ကြပေါ့ဒါကပြန်ပွဲမဟုတ်ဘူးနော်အိမ်တအိမ်မှာမိသားစုတွေဘလို့စီစီလုံးလုံးနေပြီးတော့ချက်ပြုတ်ကူညီကြရမလဲဆိုတာကိုကြားသားရမယ်အချိန်ပဲဟုတ်တယ်အမအဖေပြောတာမှန်တယ်တိတ်တိတ်နေလို့မိမတယောက်ကစိတ်ဆိုးစွာနဲ့ပြောလိုက်တယ် မိဖို့ချောင်သုံးလုံးရှိမှပဲငါချက်ပြုတ်နိုင်လိမ့်မယ်သူတို့နှစ်ယောက်နဲ့တော့တွဲပြီးတော့ချက်ပြုတ်နိုင်မှုအဲ့ဒီအချိန်မှာပဲအပြင်ဘက်ကရှာတီဥရုကဆိုးဆိုးဝါးဝါးကြီးကိုပြောင်းလဲသွားခဲ့ပါတယ်မုံတိုင်းကလာနေပြီးဖြစ်ပြီးတော့လျှက်စီးတွေလည်းလက်ကမိုးကြိုးတွေလည်းပြင်နေတာကိုတွေ့လိုက်ရပါတယ်ပြီးလို့ရှိရင်မိုးကဒေထန်စွာရွာသွန်းနေတဲ့အတွက်ရီတွေကလည်းမြုပ်ကုန်ပါပြီအကိုလိုတယောက်ကစိုးရင်စွာနဲ့ပြောလိုက်တယ်ကျမတို့တောင်ပေါ်ကိုတက်ပြီးတော့ဟင်းချက်စရာတွေတွားဝယ်နိုင်တော့မှာမဟုတ်ဘူးအိမ်မှာရှိတဲ့ဟာတွေနဲ့ပဲအကောင်းဆုံးချက်ပြုတ်ရတော့မယ် အဲ့ဒီအချိန်မှာပဲချက်ပြုတ်မနေပါနဲ့လို့တယောက်က ပြောကနေ့လယ်စာအတွက်အစားအစာကို delivery နဲ့မှာလိုက်တဲ့အချိန်မှာ drone နဲ့ delivery ကလာပို့ပါတယ်။လူအိမ်မှာရှိရတဲ့လူတိုင်းလူတိုင်းကဆိုင်ကနေမှစားရတဲ့အစားအစာတွေကိုပဲစားလိုက်ရပြီးတော့အခန်းထဲကိုကိုယ်စီဝင်သွားခဲ့ကြပါတယ်။ဒါပေမဲ့ညီကို၃ယောက်ကတော့အေကန်ထဲမှာထိုင်နေကြပြီးတစုံတစ်ခုကိုအပြင်းထန်ဆွေးနွေးနေကြတဲ့ပုံပေါ်ပါတယ်။အကိုလိုအာဂျီကပြောပြီးတော့ဒီလိုနေ့လယ်စာလေးတောင်ဒီလောက်တောင်ကုန်ကြနေတာနေရနေတိုင်းအော်ဒါမှာစားမယ်ဆိုရင်တော့ အိမ်ကမွေးကိန်းဆိုင်တော်မှာပဲ VJ ကခေါင်းငိမ့်လိုက်တယ်။ဒီလိုလုပ်ကြအောင်လေငါတို့တနေခင်းလို့အလုပ်လုပ်ပြီးတော့တို့တို့၃ယောက်အတွက်မိဖို့ကြောင့်၃ခုကိုစောက်ပေးကြမယ်မကောင်းလား။အဲဒါကြောင့်မို့လို့မုံတိုင်းတိုက်ခတ်နေတဲ့အချိန်မှာပဲညီကို၃ယောက်ကအပြင်ဘက်ကိုထွက်သွားခဲ့ပါတယ်။တောင်ကုန်းတောင်နဲ့နေထူထပ်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်တို့ကခြောက်တုံးခြောက်ခဲရီနဲ့ တခြားသောလိုအပ်တဲ့ပြည်စီကရိယာတွေကိုလွယ်ကူစွာနဲ့ရှာဖွေနိုင်ခဲ့ပါတယ်။သူတွေကတ냐လုံးအလုပ်လုပ်ခဲ့ကြတဲ့အချိန်မှာမနက်မိုးလင်းတဲ့အချိန်မှာတော့မိဖို့ကြောင့်တုံးကူစလုံးကပြီးစီးနေပါပြီ။ဝဟုံမမ်တာလို့ရေဒီကာကပြောလိုက်တယ်။ဒီလောက်မိုးရေလီထဲမှာဒီလိုမျိုးမိဖို့ကြောင့်တုံးကူလုံးပြီးအောင်ဆောက်ဖို့ဆိုတာလွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူးနော်။ အော်မင်းတို့ဒီလိုမှမလျှောက်ပြီလို့ရှင်အပြင်ကနေပဲအော်ဒါမှာစားရင်ပတ်စံတွေများကြီးကုန်မှာပေါ့လို့သူယောက်ျားကပြန်ပြောလိုက်ပါတယ်အဲ့ဒီနေ့မှာပဲရဟိကာကကိုကလီဆိုတဲ့ဟင်းကိုချက်ပြုတ်ခဲ့ပါတယ်မမ်တာကတော့အရန်ကိုခစ်ဆန်တဲ့အတွက်ကြောင့်မို့လို့ Guava Cofta ကို YouTube ကနေဟင်းချက်နေကြည့်ပြီးတော့ချက်ဖို့အတွက်ပြင်ဆင်လိုက်တယ်။နီဟာကတော့ခြားတစ်ဖက်မှာဆိုလို့ရှိရင်ခီအားလို့ခေါ်တဲ့ Sri Rai Putin ကိုလုံနေခဲ့ပါတယ်။ရောက်ကတိကအားလုံးကိုမြည်ကြည့်ပြီးတဲ့အချိန်မှာပြုံးလိုက်တယ်။ ကောင်းလိုက်တာမင်းတို့သုံးယောက်လုံးဟင်းချက်တာအရင်ကောင်းတာပဲဒါပေမဲ့နီဟာချက်တာကတော့အကောင်းဆုံးပဲနီဟာကဟာရာတွေ့လိုအပ်တဲ့အစားအစာတွေအကုန်လုံးလည်းဒီထဲမှာထည့်ပြီးချက်ပြုတ်ထားတယ်လေရဟီကာကသူမရဲ့မျက်လုံးကိုရှေ့လိုက်ပြီးတော့မဟုတ်ဘူးမဟုတ်ဘူးဒီလိုမျိုးတော့မဟုတ်ပါဘူးနီဟာကတော့ဘယ်အစားအစာကိုမဆိုချက်တက်မှာတော့မဟုတ်ဘူးနီဟာကနှိမ့်ချစွာပြောရင်းနဲ့ပြောတယ်ဟုတ်ပါတယ်နှစ်ယောက်လုံးပြောတာမှန်ပါတယ်အမအမရိုနီယာစီကဟင်းချက်နေတဲ့အများကြီးသိနေရအောင်ပါ အိမ်ညာမှာဆိုရင်တော့နီဟာကသူမရဲ့မျိုးချောင်းလေးကိုသွားကချက်ပြုတ်နီးတွေကိုလေ့ကျင့်နေခဲ့ပါတယ်။ရဟီကာနဲ့မမ်တာတို့ကတော့သူမချက်ပြုတ်နေတဲ့ပုံကိုအပြင်ကနေတိတ်တိတ်လေးချောင်းကြည့်နေခဲ့ပါတယ်။ဒီရွာကမင်းကလေးကချက်ပြုတ်တာတော်တော်ကောင်းတာပဲလို့ရဟီကာကတတိုးလေးပြောလိုက်တယ်။မမ်တာကအထဲကိုဝင်သွားခဲ့ပြီးတဲ့နောက်နီဟာကိုမိဖို့ချောင်းတွေကနေခဏတွန်းထုတ်လိုက်တယ်။အဲ့ဒီအချိန်မှာပဲရဟီကာကနီဟာရဲ့ဟင်းထဲမှာ စားရီကိုအများကြီးထည့်လိုက်ပါတယ်။အပြင်ဘက်မှာဆိုရင်တော့မိုးကတော့ရွာနေသေးပါ အိမ်ပင်ပေါက်အနီးနားမှာအဖွားတို့တယောက်ထိုင်နေကအထဲမှာဘာတွေဖြစ်နေသလဲဆိုတာကိုစောင့်ကြည့်နေခဲ့ပါတယ်။သူမကဘာတွေဖြစ်ဖြစ်နေသလဲဆိုတာကိုအကုန်မြင်ခဲ့ပါတယ်။ယောက်ကတိကသူမရဲ့ဟင်ကိုမြည်ကြည့်ပြီးတဲ့အချိန်မှာဟာစားငင်နေပါလား။ဘာလို့စားရည်အလောက်များကြီးထည့်ထားရတာလဲ။အော်ဒါမှမဟုတ်ပါရဲ့ဖေကျမမှားပြီးထည့်မိလိုက်တာနေမှာပါလို့ညီဟာကတုံညင်းစွာပြန်ပြောလိုက်တယ်။ ။နေဟာဟင်းချက်တိုင်းဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာဘာကြောင့်လဲဆိုတော့ရောင်းမအကြီးနှစ်ယောက်ကသူမရဲ့ဟင်းတွေကိုအမြဲတမ်းဖျက်ဆီးနေလိုပါပဲ။တစ်ခါတည်းမှာဆိုလို့ရှိရင်စားရိအများကြီးထည့်လိုက်ကြပြီးတစ်ခါတည်းမှာဆိုလို့ရှိရင်တော့ဟင်းခက်အမွေးချိုင်တွေကိုအများကြီးထည့်လိုက်ပါတယ်။တစ်ခါတည်းမှာဆိုလို့ရှိရင်တော့နေဟာရဲ့ဟင်းတွေကိုဒူးအောင်လုပ်လိုက်ပါတယ်။တဖြည်းဖြည်းနဲ့အိမ်မှာဆိုလို့ရှိရင်ရဟီကာနဲ့မမ်တာတို့ရဲ့ဟင်းတွေကိုပဲလူတိုင်းကချီးကျူးနေခဲ့ကြပါတော့တယ်။တရက်မှာဆိုလို့ရှိရင်ပြင်းထန်လာတဲ့မုန်တိုင်းတစ်ခုကြောင့်လူတစ်ယောက်က မုံတိုင်းသတိပေးချက်အန်ဒီရဲကိုကြော်ညာဖို့အတွက်ပြေးလာနေခဲ့ပါတယ်။ရွာသူအသားတွေအားလုံးကရွာထဲမှာစုဝေးနေကြတယ်။အန်ကယ်လို့ရွာသားတယောက်ကပြောလိုက်တယ်။ဘာဖြစ်လို့ဒီလောက်တဲချက်နေတဲ့မုံသားတွေမှာကျွန်တော်တို့ကိုခေါ်ရတာလဲလို့မေးလိုက်တော့အဲ့လူကအော်ပြီးဒီနေ့အစပြီးတပတ်အတွင်းမှာငါတို့ရဲ့ရွာထဲမှာချွေးမတွေရဲ့ဟင်းချက်ပြိုင်ပွဲဆိုတာရှိတယ်။ ပြီးလို့ရှိရင်အနောက်ရတဲ့သူကိုလည်းရူပီတသိန်းစုချအောင်ပါတဲ့အားလုံးဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာအံ့အားတင့်သွားခဲ့ကြပါတယ်။နေဟာမင်းလည်းဟင်းချက်ပြိုင်ပွဲကိုဝင်ပြိုင်တင့်တယ်လို့သူယောက်ျားကပြောလိုက်ပေမဲ့နေဟာကတော့မဖြစ်နိုင်ဘူးလို့ပဲပြောလိုက်ပါတယ်။ယောက်မကတော့၃ယောက်လုံးဝင်ပြိုင်ရမယ်လို့ပြောလိုက်တယ်။အိမ်ဒီကစပြီးချိန်မှ၃ယောက်စလုံးကသူမိုးရဲ့ခင်းချက်ပြိုင်ပွဲကန်ဆိုင်ဖို့အတွက်ပြင်ဆင်နေခဲ့ကြပါတယ်။ညတိုင်းညတိုင်းမှာမိုးကတဲထန်စွာရွာသွန်းပြီး မိုးကြိုးတွေကလည်းပြေခန့်နေတဲ့အတွက်ကြောင့်သူတွေကဒုက္ခရောက်နေကြပါတယ်။တ냐မှာဆိုရင်တော့အဖွားဟိုတယောက်ကအိမ်ပြင်ဘက်မှာထိုင်နေတာကိုတွေ့လိုက်ရတယ်။မန်တာနဲ့ရဟီကာတို့ကတော့ထွက်လာပြီးတော့အဖွားအိုကိုအော်ကြတယ်ဟေ့အဖွားကိုဘာဖြစ်လို့ဒီမှာလာထိုင်နေရတာလဲတခုခုခိုးမလို့လားထွက်သွားစမ်းတနာစရာကောင်းတဲ့အဖွားအိုကအာနေစွာနဲ့ဒီလိုပြန်ပြောတယ်။သမီးရဲ့အမေရအခုချိန်မှာဘာမှမစားဟသေးလို့အရန်စားလောင်နေလို့ပါငါတို့တခုခုကြွေးပါလာရင်မမ်တာကအိုးဘာဖြစ်လို့ အလကားလူတွေကိုရှောက်ကျွေးနေရမှာလေသွားသွားဒီမှာရှင့်ကိုကျွေးစရာဘာမှမရှိဘူးဒီလိုမောင်ထုတ်ခံလာရတဲ့အဖွားအိုးကတရွေ့ရွေ့နဲ့အပြင်ဘက်ကိုရှောက်သွားနေခဲ့ပါတယ်အဲ့ဒီချိန်မှာနီဟာကသူမကိုသတိပြုမိလိုက်ပြီးသူမကအစားအစာနည်းနည်းယူသွားပြီးတော့အဖွားအိုးနောက်ကိုပြေးလိုက်သွားခဲ့ပါတယ်အဖွားဒီစားစာတွေကိုစားလိုက်ပါနော်ပြီးရင်ကျမအင်ကိုလာပါမိုးရဲလေရဲမှထိုင်နေလို့ရှိရင်ဖျားနာပြီးတော့ဒုက္ခရောက်သွားလိမ့်မယ်ဟာရှားပါတယ်တမီးရဲ့ သမီးကအမေကိုလူရန်းတာနဲ့တင်တော်တော်လေးကိုအမေအားရှိနေပါပြီ။နောက်တနေ့မှာတော့ဟင်းချက်ပြိုင်ပွဲစတင်လာပါပြီ။ချိန်မှ၃ရက်စလုံးကသူတို့ရဲ့မြို့ပချောင်းထဲမှာချက်ပြုတ်နေရတာနဲ့တင်အလုံများနေခဲ့ပါတယ်။ရဟီကာမမ်တာနဲ့နီဟာတို့ကအကောင်းဆုံးဟင်းလျာတွေကိုချက်ပြုတ်ဖို့အတွက်ပြင်ဆင်နေကြတယ်။မမ်တာကနီဟာကိုအပြင်ကိုခေါ်သွားခဲ့တဲ့အချိန်မှာရဟီကာကမြို့သီးမုတ်အများကြီးကိုနီဟာရဲ့ဟင်းနဲ့ထည့်လိုက်ခဲ့ပါတယ်။ ณะจามาဆိုရင်တော့တံဝဲကစတင်ခဲ့ပါပြီဒါပေမဲ့မနီယာတွေ့လိုက်တဲ့အဖွားအိုကဓာလူကြီးထိုင်ခုံပေါ်မှာထိုင်နေတာကိုသူတို့အာအသင့်စွာတွေ့လိုက်ကြတယ်ဟဲဒါမနီယာတွေ့တဲ့အဖွားအိုပဲဟုတ်တယ်ဟုတ်တယ်ငါတို့မောင်းထုတ်လိုက်တဲ့အဖွားအိုပဲဖြစ်ရလိမ့်မယ် ခင်ချက်ပြိုင်ပွဲပြီးဆုံးသွားတဲ့အချိန်မှာတော့ဒါလူကြီးရဲ့အဆုံးဖြတ်နဲ့နီဟာကအနိုင်ရရှိသွားခဲ့တယ်။ရဟီကာနဲ့မမ်တာတို့ကနီဟာရဲ့ခင်းတွေကိုအမြဲတမ်းဖြက်စီးပစ်ခဲ့တယ်ဆိုတာကိုအဖွာဦးကပရိသတ်တွေရှေ့မှာထုတ်ဖော်ပြောပြလိုက်တဲ့အတွက်သူတို့နီဟာစလုံးနဲ့အကြီးအကျယ်အဆက်တွေအကျိုးနဲ့ဖြစ်သွားခဲ့ရပါတယ်။ဒါပေမဲ့နီဟာကတော့ယူရှင်းတဲ့နီလန်တွေနဲ့အစားအသောက်တွေကိုကောင်းမွန်စွာချက်ပြုတ်နိုင်တဲ့အတွက်သူမကိုအနိုင်ပေးလိုက်ပြီးလူပိသသိန်းကလည်းသူမအတွက်စုငွေဖြစ်လာခဲ့တာမို့နီဟာကအရန်ကိုပျော်ရွှင်သွားခဲ့ပါတော့တယ်။ ဟုတ်ကဲ့ပါရှင်ဇလံလေးကိုကြားနေသက်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်နော်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်